မင်္ဂလာပါရှင်ကျွန်တော်ခေတ္တ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆီယနာသိမ်းမှုကြောင့်မြန်မာနိုင်ငံစီးပွားရေးအမေရိကန်ဒေါ်လာ63.9ဘီလီယံတိဆုံးရှုံးခဲ့ရပြီးစေတုံးစေကြောင့်နိုင်ငံရဲ့ကျွေးမီ60ရာခိုင်နှုန်းဒေါ်လာမြန်မာပြည်သူထောက်ဝက်ကြောင့်ကဆီယံပွဲတင်မှုစံတော်ကိုရောက်ရှိမြန်မာနိုင်ငံမှာဆီယနာသိမ်းမှုကြောင့်နိုင်ငံစီးပွားရေးအမေရိကန်ဒေါ်လာ63.9ဘီလီယံတိဆုံးရှုံးခဲ့ရပြီးစေတုံးစေဦးစားပေးသုံးစွဲမှုကြောင့်နိုင်ငံကျွေးမီ62ရာခိုင်နှုန်းဒေါ်လာကြောင့်ကုလသမဂ္ဂလူခွင့်မဟာမင်းကြီး ဘကထရက်ရဲ့မြန်မာနိုင်ငံဆိုင်ရာလူခွင့်ရေးခြေနေစဉ်ကန်စာရသိရပါတယ်။ယနေ့ကျင်းပမဲ့59ကြိမ်မြန်ကုလသမဂ္ဂလူခွင့်ရေးကောင်စီအစည်းအဝေးမှာကုလသမဂ္ဂလူခွင့်မဟာမင်းကြီးဘကထရက်ကမြန်မာနိုင်ငံလူခွင့်ရေးခြေနေစဉ်ကန်စာကိုတင်ပြဖတ်ကြားမိဖြစ်ပြီးရင်းစဉ်ကန်စာမှာမြန်မာနိုင်ငံစီးပွားရေးခြေနေတွေကိုအသေးစိတ်ဖော်ပြရေးသားထားပါတယ်။ ဆီယနာသိန်းတဲ့ကာလကစမြန်မာနိုင်ငံပြည်တွင်းထုတ်လုပ်မှု GDP ကမ်းမန်းကျအမေရိကန်ဒေါ်လာ63.6ဘီလီယံထိစီးပွားရေးအရှုံးပေါ်ခဲ့ပြီးကိုဗစ်မတိုင်မီစီးပွားရေးခြေနေကိုရောက်ရှိရန်2028ခုနှစ်အထိမျှော်လင့်မရတော့ကြောင်းသိရပါဗျာ။ ဆရာနာသိမှုကြောင့်မြန်မာနိုင်ငံလွန်စွာနဲ့နဲ့ဆိုရတဲ့စီးပွားရေးအကျအတဲမှာပိမိနေကလက်နက်ကင်ပလီပခါကြောင့်ဖြစ်ပေါ်လာတဲ့ဆိုကြတဲ့အောင်မှုတွေကိုမြန်မာပြည်သူတွေကပြည်တွင်းတင်တာမကပြည်ပနိုင်ငံမှာပါဆွေးနွေးစာရင်ဆိုင်နေရကြောင်းနိုင်ရှင်တုံသက်ချက်တွေရနိုင်ငံစီးပွားရေးကဏ္ဍကအလွန်မင်းကြဆင်းနေကြောင်းအရင်းမြစ်တွေဟာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်တုံဆဲမှုတွေရောင်းနေလာကြောင်းအစိုးရကစားမှဖော်ပြပါရယ်မြန်မာနိုင်ငံငွေကြေးဖောင်းပွားမှုနှုန်းမှလည်းအလွန်မြင့်မာလာပြီး2024-2025ဘဏ္ဍာရီနှစ်အတွင်း30ရာခိုင်နှုန်းထိငွေကြေးဖောင်းပွားမှုတွေရှိခဲ့ကြောင်း မြန်မာကျပ်ငွေကအမေရိကန်ဒေါ်လာနဲ့နိုင်ရှင်မက90ရာခိုင်နှုန်းညွန့်နေလာကြောင်းသိရပါဗျ။မြန်မာစစ်တပ်ကအရင်မြစ်တွေကိုအရက်သားလူလူဆိုင်ရာအခြေခံဆောင်တဲ့ဝန်ဆောင်မှုတွေမှာရှင်းနီမြုံနဲ့တည်ထက်စေ3စေပေါ်ဦးစားပေး30ကသဖြင့်နိုင်ငံသားကျွေးမိက2024-2025ပန်နာနဲ့မှ62ရာခိုင်နှုန်းထိတိုးလာကြောင်းနိုင်ငံလူ့ရဲ့ထဝက်ကျော်ကဆင်းရဲမွဲတွေမှုစံတော်အောင်မှနေထိုင်ကြရကစာနယ်ဇင်းကပူလုံမှုမရှိတဲ့အခြေအနေကိုဆွေးရစာခန်းစားနေရကြောင်းသိရပါဗျ။ ဆာဟင်းသင်းရွက်စားသုံးစီငါအသားနဲ့ပဲမြမြဆိုင်စားသုံးကုန်ပြည့်စည်ရဲ့ကုံစင်းတို့မှလည်းရှင်မန်းနှင်းနဲ့နိုင်ရှင်မကတနိုင်ကလုံးပြတ်မြ30ခါခိုင်နှုန်းထိတက်ခဲ့ကြောင်းထို့ပြင်စားသုံးစီဈေးဘက်ဆိုင်ရာပြည့်စည်ဈေးဝမျိုးစင်းနဲ့တမ်းပြောစားကဲ့သို့အရေးကြီးလာအကုန်ပြည့်စည်ကိုလည်းတင့်သွင်းခွင့်ကန့်တက်ခဲ့အောင်ဆင်းရဲမွေးတင်မှုတန်ခံရလူထုပေါ်ကိုဝင်ထုတ်ဝင်ပို့ဖြစ်စေခဲ့ကြောင်းအစိုးရခန်းစားကဆိုပါတယ်စီဝိုင်းကျတဲ့နောက်ခံရင်းမြစ်မှာစစ်တပ်ကဗဟိုဘဏ်နဲ့ တဟတန်ရန်ဇာတဒူဖော်ရဲကဏ္ဍအပါဝင်နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုထိန်းချုပ်ခြင်းကြောင့်ဖြစ်ကြောင်းနိုင်ငံတော်ရဲ့ပိတ်ဆို့တားမြစ်မှုကြောင့်မြန်မာစစ်တပ်ဝင်ငွေရနိုင်မှုအလန်းကြောင့်နေတုံဆိုင်သွားတော်လဲနိုင်ငံတော်ပိုင်စီးပွားရေးဖွဲ့စည်းရေးကစစ်တပ်အတွက်အတေးကငွေငွေရလန်အရှင်းမြစ်တွေဖြင့်ဆက်လက်တည်ရှိနေကြောင်းသိရပါဗယ်စစ်တပ်ကစစ်သုံးစိတ်ကိုဆက်လက်ဖြစ်စည်းရန်ရည်ရွယ်ပြီးတွင်းကုန်အစားထိုးခြင်းနိုင်ငံသားငွေလဲလှယ်မှုထိန်းချုပ်ခြင်းနိုင်ငံသားငွေမှာမြန်မာစစ်ငွေတို့စစ်တပ် အမြတ်အစွန်ရစေရငွေလဲမှုငွေလဲလက်နှုံတတ်မှတ်နှုံနဲ့အထူးကအတင်းအဓမ္မငွေလဲလဲစေခြင်းနဲ့နိုင်ငံသားမှလွှဲငွေတွေကိုအခွန်ကောက်ခံခြင်းအပါဝင်မှတ်ပုံတင်မထားတဲ့နိုင်ငံသားငွေလဲလုပ်ငန်းတွေကိုအရေးယူခြင်းနဲ့ဆိုင်ခဲ့ကြောင်းထို့ကြောင့်မြန်မာစစ်တပ်မှပုံမှုကြွယ်ဝလာပြီးအရဲသားပြည်သူတွေမှစစ်ပုံမှုဆင်းရဲနဲ့တွင်ဆင်ကြောင်းစီရင်ကဏ္ဍကဆိုပါတယ် ဆက်လက်ပြီးမန္တလေးမြို့အနီးကိုဗဟိုပြုပြီးအလေးသက်သမှ၃ဆင်းရှင်ကလေးလောက်ခတ်ပြီးမန္တလေးနဲ့ပြည်ဦးလင်းတို့မှတည်သွားသောခန်းစားရယနေ့မနေ့စောပိုင်းမန္တလေးမြို့အနီးကိုဗဟိုပြုပြီးလေးသက်သမှ၃ဆင်းရှင်ကလေးလောက်ခတ်ပြီးမန္တလေးနဲ့ပြည်ဦးလင်းတို့မှတည်သွားသောခန်းစားနေရာကြောင်းဒေသပြည်သူတွေရဲ့ပြောဆိုချက်နဲ့မြို့သားညီအစ်ကိုလူသားချင်းစာနာထောက်ထားရတဲ့ဘေးရန်နယ်ဆိုင်အစီအမခန့်ခွဲဝင်ကြီးဌာနထုတ်ပြန်ကြရသိရပါတယ် ယနေ့ဇော်လ29ရက်နေ့မနက်3:28မိနစ်အချိန်မှလင်းမြွက်အရှေ့ဘက်25ကီလိုမီတာအကွာမြေရောက်နဲ့30ကီလိုမီတာကိုပဟိုပြုပြီး Richter scale 4.3ဆင့်ရှိအင်အားနိုင်ငံရဲ့မြင်းကလင်းတစ်ခုလောက်ခန့်ခဲ့ကြောင်းမဆိုပါငလင်ကသခိုင်းကလင်ကြီးရဲ့နောက်ဆက်တန်းကလင်ငယ်ဖြစ်ကြောင်းမြို့သားညွေဆိုရအလူသားချင်းစာနာထောက်ထားရင်းနဲ့ဘေးရနေဆန်အစီမံကန့်ကွယ်ဝင်ကြီးဌာနကတရင်ထုတ်ပြန်ပါတယ်။အဆိုပါငလင်ကြောင့်ယနေ့မနက်ပိုင်းမန်လေးနဲ့ပြင်းဦးလေးမှာတိတာစွာခန်းစားရပြီးအထူးသဖြင့်မန်လေးမှာအလွန်တိတာကြောင်းမန်လေးမှာပြည်သူချို့ကပြောပါတယ်။ ပြောင်းလဲမှာပြည်သူချုပ်ကလည်းယနေ့မနက်3:38မိနစ်အချိန်လောက်ခတ်တဲ့ငလင်မှာအလွန်တိတာကြောင်ပြောဆိုရဲမရှ28ရက်နေ့ပြင်ရ9.8ဆင့်ရှိစကိုင်းငလင်ကြီးလောက်ခတ်ပြီးနောက်နောက်ဆက်တွဲငလင်ငယ်များစွာလောက်ခတ်ခဲ့ရဆက်စုပေါင်းငလင်ငယ်အချိန်ရင်200နီးပါးလောက်ခတ်ခဲ့ကြောင်းမိုးလေဝသနဲ့ဇလောက်ပေတာညွှန်ကြားမှုဦးစီးဌာနကတရင်ထုတ်ပြန်ပါတယ်ဆက်လက်ပြီး ။နောင်စုံမျိုးကိုတရက်အတွင်း drone ပုံ28လုံးနဲ့လက်နက်ကြီး68လုံးနဲ့စစ်ကောင်စီတိုက်ခိုက်။ TNL နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်နေတဲ့ရှမ်းမြောင်ရှိနောင်စုံမျိုးနယ်ကိုစစ်ကောင်စီတပ်ကတရက်အတွင်း drone ပုံ28လုံးနဲ့လက်နက်ကြီး68လုံးနဲ့တိုက်ခိုက်ခဲ့လို့ TNL ကဇွန်လ26ရက်နေ့မှာထုတ်ပြန်တယ်။နောင်စုံမျိုးနယ်မှာရှိနောင်လင်းနောင်အောင်လုံဆန်နဲ့နောင်ဖာချင်းတို့မှာဇွန်လ25ရက်နေ့ကအတိုက်ပွဲပြင်းထန်နေချိန်တွင်မှစစ်ကောင်စီဘက်ကပြစ်ကူပေးတဲ့အနေနဲ့ drone ပုံးတွေနဲ့လက်နက်ကြီးကိုတိုက်ခိုက်ခဲ့လို့ TNL ကဆိုပါတယ် စစ်ကောင်စီဘက်ကနောင်လင်ကျဲမှာတိုက်ပွဲဖြစ်ပွားနေချိန်မှာ drone ပုံး14လုံးနဲ့လက်နက်ကြီး54လုံးတို့ဖြင့်တကြိမ်တိုက်ခိုက်ခဲ့တယ်လို့နောင်ကျဲကလည်း drone ပုံး9လုံးနဲ့လက်နက်ကြီး9လုံးတို့ကိုတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဆလဘီစစ်ကောင်စီတကလုံဆန်ကျဲကိုလည်း drone ပုံး၄လုံးနဲ့လက်နက်ကြီး9လုံးတို့ဖြင့်တိုက်ခိုက်ခဲ့လို့တရားနယ်လေးကထုတ်ပြန်ပါတယ်။ရင်းပြတိုက်ပွဲဖြစ်ပွားခြင်းမရှိအောင်မခါကျဲဘက်ကလည်း drone ပုံး၃လုံးကျဲချတိုက်ခိုက်ခဲ့တယ်။ ဇွန်လ24ရက်နေ့ကလည်းတရနာလေထိန်ချုပ်ထားတဲ့နောင်ချုံမြို့နယ်ရှိနောင်အောင်လက်ပံကုန်းရွှေတွန်းမျက်ချီနုလုံဆန်းကုန်းတော်အုံမတိနဲ့ဆက်မဆက်ကြရီမှာတိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ပုံ130လုံး drone နဲ့ပုံ60လုံးလက်နက်ကြီး53လုံးပစ်ကိုတိုက်ခိုက်ခဲ့လို့တရနာလေကဆိုပါတယ်။တရနာလေနေဖြစ်တိုက်ပွဲဖြစ်ပွားလျက်ရှင်နေရာတွေကိုအပြည့်ရထုတ်ပြန်ကြရအထွန်းစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်တာကိုစစ်ကောင်စီကအခွင့်ကောင်းယူအဆက်မပြတ်တိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့တရနာလေကပြောဆိုထားပါတယ်။နားဆင်အားပေးကြတဲ့အတွက်အထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။